ိုဆယ်မီဒီယာတွေကခင်ဗျားရဲ့နေ့စဉ်ဘဝမှာချင်းတော့ကုန်နေလေဒီချင်းတွေကိုကြိုးရှိရှိအသုံးချနိုင်မယ်ဆိုရင်ခင်ဗျားတို့ပိုနေပဲရှိပြီးဘူပြီးတိုးတက်လာပါလိမ့်မယ်ဒါမို့ဆိုဆယ်မီဒီယာကိုတိတိကျကျအသုံးချနိုင်တဲ့ဒီလမ်းလေးတွေကိုပြောပြပေးပါမယ်နံပါတ်1ကိုသုံးမဲ့ရွယ်ချက်ကိုသတ်မှတ်ပါပထမဆုံးအနေနဲ့ကိုဘာအတွက်သုံးပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါပညာရေးအတွက်လားဈေးပါရေးအတွက်လားသတင်းဖတ်ဖို့လားမိတ်ဆွေတွေနဲ့ကွန်တက်လုပ်ဖို့လားဒီရွယ်ချက်ရှိပြီးသုံးမယ်ဆိုရင်ချိန်ကုန်အောင်မဖြစ်တော့ဘူးနံပါတ်2ကိုနဲ့ကန့်ညီတဲ့ပလက်ဖောင်းကိုရေးပါ social media တိုင်းကသူ့ပုံစံနဲ့သူသူ့ပြည်သက်နဲ့သူပါဒီမှာလည်းကမှလူတို့များဆုံးဖြစ်တဲ့ Facebook မှာဆိုရင်မိသားစုတငယ်ချင်းတွေနဲ့ဆက်သွယ်ဖို့ပတင်းချက်လက်တွေရဖို့အတွက်အကောင်းဆုံးပါဗီဒီယိုတွေကြည့်ဖို့သင်ခန်းစာတွေလေ့လာဖို့အတွက်ဆိုရင် YouTube ကတင်တော်ပါတယ်။အတမွန်အကြောင်းလောက်ကန်တဲ့ဒီညနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုလင့်ကင်ကိုတော့ပါရုပ်ပုံဗီဒီယိုလေးတွေကိုဖန်ပြဖို့ကြည့်ဖို့အတွက်ဆိုရင် TikTok နဲ့ Instagram ကိုတော့ပါတင်ဖတ်ဖို့ဗီဒီယိုရှိဖို့ဆိုလို့ရှိရင်ဒီမဲ့ဆိုင်ရာတော့ပို့ဆိုလို့ရှိရင် Telegram ကလည်းတင်တော်ပါတယ်။နံပါတ်3အချိန်ကိုစနစ်တကျစီမံခံခွဲပါအချိန်လေးသတ်မှတ်ပြီးတော့ပါရအိမ်အောင်တာဒီချိန်မှာပုံသုံးတာကိုတက်နေကြရှောက်ပါအရေးကြီးတဲ့အလုပ်တွေလုပ်နေချိန်မှာ social media notification တွေကိုပိတ်ထားပါ နံပါတ်၄သုံးဝင်တဲ့ကွန်တန်တွေကိုပဲမြင့်ချပါအထက်အတွက်အကျိုးရှိခြင်းနဲ့ဘူးတုဒရရမယ့် page တွေ group တွေကိုပဲရွေးပြီးဖုန်းလို့လုပ်ထားပါအကျိုးမရှိမဲ့အကြောင်းအရာတွေကိုရှောက်ပါနံပါတ်၅ဝီကိုရာလုံးလုပ်ဖို့ကိုပြုဆိုင်ပါ privacy setting ကိုစစ်ဆေးပြီးဝီကိုရာချက်လက်တွေကိုကန့်သတ်ထားပါမယုံကြည်ရတဲ့ link တွေကြော်ညာတွေနဲ့မရင်းနှီးတဲ့သူတွေက message တွေကိုတီးထားပါဒီချက်တွေကိုလိုက်နာမယ်ဆိုရင်လူမှုကွန်ရက်ကိုအကျိုးရှိသုံးပြနိုင်ပြီးချိန်ဖြုန်းတာတွေစိတ်ထိချင်းမှုတွေကနေလဲရောနဲ့တက်တာတွေ့ပါပါအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးပါကြိုက်တယ်ဆိုရင်လိုက်ကြ subscribe လေးလုပ်ပေးသွားကြပါဦးနော်